ကဲဒါလိုမျိုးကြီးဆရာတို့ဒီကထပ်ပြီးတော့ရေးကြမယ်နော် big big letter ဟုတ်ပြီနော်ဆိုတော့ဒီကဘာလေးကိုထပ်ရင်ကောင်းလဲဆိုတော့နော်ဆရာတို့မြန်မာစကားမှာပြောလေပြောထားမှရှိအတန်အတွက်တွေ English မှာအဲ့ဒီ alphabet တွေရှိနော်အဲ့ဒီအတန်အတွက်ကလေးထွက်တဲ့ alphabet တွေရှိဒါဆိုရင်ဒီ alphabet တွေကိုမှတ်မိမယ်လို့ထင်ပါနော်ဆရာအချက်အသင်ခန်းစာမှာလေပြောသွားတယ်ဘာတွေလဲကြည့်ပြောကြည့်ပါဦး F Q R v x ကဲကျွန်တော်ဒီ၅လုံးကျွန်တော်ဒီ၅လုံးဆရာတို့တူတူရေးကြည့်လိုက်ရင်မကောင်းဘူးလားရေးမယ်ကဲဒါဆိုရင်တအားသမီးတို့ခေတ္တလေးတွေကြိုင်မယ်စာအုပ်လေးတွေယူထားမယ်ဆရာနဲ့တူလိုက်ရေးမယ်စပြီကဲပထမဆုံးတစ်လုံးပါလဲ yes f ကဲဒါဆို f ကိုရေးပြမယ် literally เนาะတအားသမီးတို့ကဲခေတ္တလေးကိုထောက်ရေးပြီတခါနှစ်ခါ သုံးကကဲဘာမှမကက်နော်ဒါတော့သူမျိုးဒီမြင်းချောင်းလေးနော်သုံးခုကိုဆရာတို့သုံးကဆွဲလိုက်တယ် F ဖြစ်သွားတယ်ဟုတ်ပြီနော်သူ့ရဲ့ရင်းနှီးလေးကိုဆရာကုနာပြရဲ့ရင်းနှီးလေးတိုင်းလိုက်ပြီးတော့ရေးကြမယ်ကဲဒါတော့နောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ် F ရဲ့အတန်တွက်ကလေးကိုပါထွက်ကြည့်မယ်လာပြီရေးပြီ F ဟုတ်ပြီနော်ဘာမှမဖြစ်ဘူးသားတော့နော်ကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုဘာလေးဖြစ်မလဲ FB ရင်ဘာလဲဆရာတို့ဒီဆရာတို့ FB ရင်မြန်မာစကားမှာတိတ်မရှိရအတန်အတွက်စဉ်းစား Q ဟုတ်တာပေါ့ Q တော့ဒါဆို Q လေးကိုရေးကြည့်မယ်နော်ဆရာတို့ big Q ကိုရေးမယ်နော်သိချာကြည့်မယ်နော် Q ကကျတော့သားတို့မြင်ရယ် white တဲ့အခါကျရင်သူကအောက်ကနေပဲစပြီးတော့ white ဟုတ်ပြီနော်ဆိုတော့စပြီ heron လေးကိုထောက် ဝိုင်းမယ်သူ့ရဲ့အဆန်လေးကိုထည့်လိုက်မယ်လွယ်လွယ်လေးဘာမှမလုပ်ကက်ကြည့်ပါနော်ဆိုတော့အောက်ကနေစဝိုင်းမယ်ပြီးရင်အဆန်လေးကိုထည့်လိုက်မယ်သူ့ရဲ့အမီးလေးကိုထုတ်လိုက်မယ်ပြီးတော့ဒါပဲဘာမှမကက်ဘူးကက်တာဆိုတော့နောက်တစ်ခါပြန်ပြီးတော့လေ့ကျင့်ကြည့်မယ်အတန်ဒရက်ကလေးကိုထွက်ကြည့်ကြမယ်စပြီ Q very good ကဲဒါဆိုဆရာတော်နောက်တစ်တလုံးဘာရှိသေးလဲကြည့်ပြီးရင်ဟုတ်တယ် आर ကဲ आर ကလည်းလွယ်ပါတယ်တအားသမီးတို့ရေကဲဆရာနဲ့တူလိုက်ရေးမယ်โอเคပထမဆုံးတစ်ချက်သူ့ရဲ့ဒုတ်ချောင်းလေးဆွဲတယ်ပြီးရင်ခေါင်းလေးထည့်တယ်အောက်ကိုဆွဲချလိုက်တယ် आर နော်ဆိုတော့ဘာမှမဖြစ်ပါဘူး आर ကြီးနေကဲဒါဆိုဆရာနဲ့နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်မယ်နော်ကဲအန်လေးထောက် आर 嗯。 အားမှာကပူတာတို့ပြောကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုဘာလာအောင်မလဲ RB ဘာရှိလဲ V ဟုတ်တာပေါ့အဲ V ကလဲတာတို့သူမျိုးတအားလွယ်ပါတယ်သူကရေးရတာเนาะဆိုတော့ဆရာရေးပြမယ် V ကကျတော့ဟောဒီလိုလေးတုံချောင်းနှစ်ချောင်းဆွဲလိုက်အာမကဲကဲဒါမဲ့မကက်ပေးမယ်တအားတူပြီလို့နော်အဲ့မှာမှတ်ထားမှာ v ရေးလို့ရှိရင်အလွယ်တကူမရေးရဘူးဒီလိုမျိုးတစ်ချက်တည်းဆွဲလိုက်တယ်နော်ချက်တည်းဆွဲရဆိုတာဒီဘက်အပေါ်ကနေအောက်ကိုဆွဲတယ်အောက်ကနေအပေါ်ဆွဲတင်လိုက်တယ်အဲ့လိုမျိုး မလုပ်ပါဘူး V ရေးလို့ရှိရင်စနစ်တကြားရေးရမယ်ဒီဘက်ကတစ်ချက်ဆွဲမယ်ဟိုဘက်ကတစ်ချက်ဆွဲမယ်ဒါလေးတော့မှတ်ထားကဲဒါဆိုနောက်တစ်ခါထပ်ပြီးလေ့ကျင့်မယ် V ရဲ့အတန်အတွက်ကိုပါထွက်ကြည့်မယ်စပြီ V ကဲဘာမှမကပ်တော့တော်တော်ကဲအခုရေးလာဆက်နောက်ဆုံးတစ်လုံးပဲကြံတော့တယ်စူးစမ်းထားမယ်နော်နောက်ဆုံးတစ်လုံးပါလေ X ကဲ X ရဲ့လွယ်လွယ်လေးเนาะဘာမှမကပ်ပါဘူးကဲဘလိုလေးလဲ X ကရေးမယ်ဟော့ တစ်ချက်နှစ်ချက်ဒါပဲเนาะဆရာတို့ဒုတ်ချောင်းလေးနှစ်ချောင်းကိုနှစ်ချက်ဆွဲချလိုက်တယ်ဆိုတော့အဲ့ဒီမှာလည်း x ကအဲ့လိုပဲเนาะမှတ်ထားရမယ်ဆွဲလို့ရှိရင်ဆရာတို့ဒုတ်ချောင်းတစ်ချောင်းကိုအပေါ်ကဆွဲတယ်နောက်တစ်ချောင်းကိုအောက်ကနေပြန်တက်တာတွေပါတယ်မလုပ်ရဘူးเนาะနှစ်ချောင်းစလုံးအပေါ်ကဆဆွဲမယ်လိုလီဒါပဲဆိုတော့ဒါကညို့အခုဆရာတို့ alphabet တွေကိုလေ့ကျင့်သွားတာကဘာလို့လေ့ကျင့်သွားလဲဆရာတို့မြန်မာစကားမှာ ပြောလိပြောတာမရှိအတန်ထွက်ကလေးတွေကိုထွက်တဲ့ alphabets တွေเนาะဒီငါးလုံး F Q R V X ဒီငါးလုံးကိုလေ့ကျင့်သွားတယ်ကဲဒါဆိုသားတို့သမီးတို့ရေဆရာတို့အခု big letter တွေဒီနည်းအပြည့် capital letter ပေါ့เนาะ capital letter တွေလေ့ကျင့်တာအားလုံး group တွေစုံသွားပြီเนาะဆရာတင်ထားတဲ့ group တွေကဘာတွေလဲဥနာ vowels တွေဟုတ်တယ်မလား vowels group ရှိရယ် short sound တွေထွက်တဲ့ group ရှိရယ် long sound တွေထွက်တဲ့ group ရှိရယ်ဆရာတို့အတန်ထွက်လို့ရှိရင်လေးလေးကိုထုတ်ပြီးတော့ရွတ်ဆိုရတဲ့ group ရှိရယ်ပြီးရင်ဆရာတို့နောက်တစ်ခုကမြန်မာစကားမှာပြောလေးပြောတာမရှိရယ်အတန်တွက်ကလေးတွေထွက်တဲ့ group စုစုပေါင်း group 5ခုဆရာခွဲပြီးတော့ရေးပြသွားတယ်နော်ကြည့်ဒါဆိုသားတို့သမီးတို့ရေနော်ဆရာတို့ဒီ group 5ခုစလုံးမှာပါတဲ့ alphabet တွေအကုန်လုံးကိုသားတို့သမီးတို့အခုရေးတက်သွားပြီးရင်းနှီးလေးတွေလည်းသိသွားပြီဒါဆိုသားတို့သမီးတို့ရေနောက် ပို့ပြီးတော့ချမ်းချမ်းချင်းချင်းရေးတက်သွားအောင်เนาะရေလှလှလေးရေးတက်သွားအောင်သားတို့သမီးတို့ကအိမ်မှာဒီ alphabet တွေကိုထပ်ခါထပ်ခါပြန်ပြီးလေ့ကျင့်ဖို့တော့လိုအပ်တာပေါ့เนาะဒါဆိုရင်ဆရာတို့အခုเนาะ big letter ဆရာတို့ရေးတဲ့လေ့ကျင့်ခန်းဆရာတို့ရေးပြသွားတာအားလုံးပြီးသွားပြီ ဒါဆိုရင်ဒါတို့မျိုးလိုအပ်တာကဘုနာဆရာပြောသလိုအိမ်မှာတစ်ခေါက်ပြန်ပြီးတော့ကျွမ်းကျင်သွားအောင်လေ့ကျင့်ကြပါဒီနေ့သင်ခန်းစာလေးရတလောက်ပါပဲဒါဆိုရင်ဒါတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့်သင်ခန်းစာမှာထပ်ပြီးတော့ဆုံတွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်